ကအရင်ပိန်သွားလိုက်တာဆိုတာမျိုးမဟုတ်ပဲနဲ့ကြီးကောင်းလာတယ်ဆိုတဲ့ဟာမျိုးလေးကိုခံစားရတယ်ပေါ့အမျိုးသမီးတွေငငယ်လေးနဲ့ဒီလိုမျိုးတွေအနှစ်တူတူအတွင်းမှာအောင်မြင်လာတာအများကြီးကုန်ယူပါတယ်။မြန်လေးစူးစမ်းထားတာတွေ့ရတယ်နော်။ဘာလဲ။ငဒီရဲ့ idea နဲ့စခဲ့တဲ့ကင်မရီဖြစ်ပြီးတော့မှထောင်းတဲ့ကြော်ဆိုရင်တောတွင်းမှာလူပေါင်း8000 6000ကိုချိုးဖို့ကျွန်တော်တို့ကျွန်တော်တို့ရဲ့ product တွေ service တွေကိုဝန်ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ င်သွားတယ်လူရဲ့အိမ်ကငလီထဲပါသွားပါဘောနော်ဒါတော့မှပဲ strong ဖြစ်ချင်းနဲ့လုံးဝကိုဟိုစိတ်ရအများကြီးမကြနေပဲနဲ့ဘောနော်ကျွန်မရဲ့မွေးနေ့အတွက်ကိုဆွန်းဆွန်းတမန်တဲ့ချစ်ချင်းချင်းတာနွားစွာနေဘောနော်ပြုလုပ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ယူတော့တင်ပါတယ်ပြောရှင်တဲ့ဘဝကိုခံတီးနိုင်မှသိရရှိပါစေလို့ဆုတောင်းပေးပါတယ်နော် ားချက်ကတော့ kit ကိုယ်တိုင်လည်း join me box ကြီးစားပြစ်တယ်။နောက်ပြီးတော့ join ရလည်းနာမည်ကြီးပြီးသား brand လည်းဖြစ်တယ်။အာ kit ကိုလည်းဖိတ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့လာတက်ရောက်ဖြစ်တာပါ။ဟုတ်။ဒါပြင် join ရတဲ့ client ကအစားအာဟာရဆရာမကြီးဒေါက်တာဒေါက်ဘိုးနေနဲ့မိမိရဲ့ goal လေးသိနေတာမှာပြည်တော်ရဲ့တည်နာရီကျမရဲ့ဆက်ဆက်သောဆွေးနွေးလို့ဒီကိစ္စများများနဲ့ဆွေးနွေးလို့ ်။နောက်ပြီးရရှိတဲ့စီစဉ်တဲ့ပေါ်ပါတယ်ခင်ဗျာ။ ီ join နေနေပေါ့เนาะကျမတို့ဒီအခက်ခဲတွေအများကြီးကိုလေကြော်ဖြတ်လာတဲ့အချိန်မှာ celebrate လုပ်ဖို့အတွက်ပေါ့เนาะ join ကိုလည်းကျမအဲဒီ idea နဲ့လုပ်ခဲ့တဲ့ join ကိုဒီချိန်မှာ celebrate လုပ်ဖို့အတွက်ကိုကျမရဲ့တငယ်ချင်းနှလုံးကနေပြီးအောင်မှာအစတော့ surprise လုပ်မလို့ပေါ့ဒီပွဲကိုလေဒါမဲ့လည်းကျမကိုဒီဒီပေးတည်ပြီးတော့ပါပေါ့เนาะဒီပွဲကို season ဖြစ်ခဲ့တာဖြစ်ပါတယ်ဟုတ် ျော်စီတို့နှစ်ခုအတွက်ကိုပြုလက်ကောက်တဲ့အကျဉ်းအကြားကြပါခင်ဗျာတို့ဝင်းနေရှင်ပေါ့နော်ဒီနေ့ဝင်းနေအားတကယ်တော့ညတိရဲ့ဝင်းနေအား April 19ပေါ့နော် April 19ရက်နေ့မှာဝင်းတာဖြစ်ပါတယ်ကျေးဇူးနဲ့တိုင်းတယ်အထူးသဖြင့်တော့မြန်လို့ပေါ့နော်ကျမရဲ့ဒီဝင်းနေပွဲအတွက်ကိုတကယ်ကိုဟို February လောက်တော့တရားစတော့စီစဉ်တာနော်အမှန်တကယ်တော့ဒါမဲ့ဒီ March လခင်လင်မှာပစ္စည်းတွေကိုပေါင်သွားတယ်တို့ရဲ့အိမ်က ငလင်ထဲမှာတော့ဘောနော်ဒါလာမှပဲ strong ဖြစ်ခြင်းနဲ့လုံးဝကိုဟိုစိတ်ရအများကြီးမကြနိုင်ပဲနဲ့ဘောနော်ကျွန်မရဲ့ဝင်းနေအတွက်ကိုဆွဆွတ်တမန်နဲ့ဒီချစ်ချင်းချင်းတာနွားစွာနေဘောနော်ပြုလုပ်ပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်လို့ရင်ပြောချင်ပါတယ်မြန်မာ founder ဒီမြန်မာရဲ့နောက်တစ်ယောက်လည်းရှိသေးတယ်เนาะဆိုတော့အဲမြန်မာအမျိုးသမီးတွေငယ်ငယ်လေးနဲ့ဒီလိုမျိုးတွေအများကြီးအဲရက်အနှစ် တူတူအတွင်းမှာအောင်မြင်လာတာအများကြီးကုန်ယူပါတယ်။မြန်လေးစူးစမ်းထားတာတွေ့ရတယ်နော်။သိရတယ်လို့ပြောခံမှာရရန်ချက်ခဲ့တယ်။အင်းအမေနိုင်တဲ့ခါကျတော့စံပြန်ရမှနေရတယ်ဒီမှာပဲအိမ်လာ။နေရနေကျမတို့လက်ကုပ်ပြီးတော့တူတူလေးနှုတ်ပြီးတော့မှထုတ်ပြရတယ်ပေါ့နော်။ဘယ်အချိန်မှပြင်းပြီးအဲ့ဒီကြောင်ပြန်တွေးလိုက်လို့ရှိရင်တော့တော်တော်ကျဉ်းနာပါတယ်။နေဒီကဘယ်တော့မှအရှုံးပေးဖို့မစင်စားခဲ့ဘူး။ तू ကဘလို့ခက်ခဲပဲကြုံကြုံ ဒီရာကိုဘလို့ကြော်လွှားမလဲဆိုတဲ့အရာမျိုးကိုပဲစဉ်းစားရတဲ့သူဖြစ်တယ်။သူကြောင့်မလို့ကျွန်မအများကြီးပြောင်းလဲခဲ့ရတယ်။ခိုင်းတာငဒီရဲ့ idea နဲ့စခဲ့တဲ့ကံမဏီဖြစ်ပြီးတော့မှဝိတ်အမလိုနေတဲ့လူတယောက်ကိုကျွန်တော်ဝိတ်ချပေးတဲ့နေရာတနေရာတစ်ခုဖြန့်ကြီးချက်တယ်။အဲ့ဒီနေရာဟာအဲ့ဒီလူတယောက်ကိုအစကနေအဆုံးထိနီးမှန်လမ်းမှန်နဲ့ညွှန်ကြားပေးနိုင်ပြီးတော့မှဝန်ဆောင်မှုတွေကိုအစကနေအဆုံးထိတာဝန်ယူပေးနိုင်တဲ့နေရာတစ်ခုကိုသူက ်ချင်နေတာကျွန်တော်တို့ရဲ့ customer ဘောင်းဟာဒီ6နှစ်ကျော်ဆိုရင်အတော်တွင်းမှာလူပေါင်း8000 6000ကျော်ကိုကျွန်တော်တို့ကျွန်တော်တို့ရဲ့ product တွေ service တွေကိုဝန်ဆောင်ဖို့ပေးနိုင်ခဲ့တာဖြစ်ပါတယ် join ကိုအားပေးကြတဲ့ customer တွေဟာမြန်မာနိုင်ငံမှာဆိုရင်69မြို့နယ်ရှိပြီးတော့မှာနောက်ပြီးတော့နိုင်ငံတကာမှာဆိုလို့ရှိရင်26နိုင်ငံအထိကျွန်တော်တို့ရဲ့ join ကိုအားပေးနေတဲ့ customer တွေရှိခဲ့ပြီဖြစ်ပါတယ် ဒီလုပ်ငန်းကိုဒါမျိုးသမီးလူငယ်နှစ်ယောက်ကနေပြီးတော့မှထူထောင်ခဲ့တယ်လို့လည်းသိရတယ်ပေါ့နော်အဲဒီညီမလေးရဲ့ documentary လေးကိုကြည့်ရတာလည်းအင်အားတွေဖြစ်မိတယ်နောက်ပြီးတော့ကျွန်တော်ဆိုလို့ရှိရင်တကယ်တမ်းဆိုလို့ရှိရင်လေဟိုငွေတော့ကဖျက်ဆန်းခဲ့တဲ့အချိန်တွေရှိတယ်လို့အခက်အခဲတွေကိုကြော်လွားခဲ့ရတဲ့အချိန်တွေပေါ့နော်အဲ့လိုအချိန်တွေကိုခဏတစ်ပြုတ်စိတ်ထဲမှာပြန်ပြီးတော့အမှတ်ရသွားစီတယ်ပေါ့ဆိုတော့ဘာဖြစ်ဖြစ်အဲဒီလိုမျိုးအမျိုးသမီးနှစ်ယောက်ဒီလိုမျိုးလုပ်ငန်းကြီးတစ်ခုကိုဒီ company တစ်ခုကိုပေါ့နော်ထူလက်ထူထောင်နိုင်တယ်ပြီးရင် အဲလူတွေရဲ့အကျိုးပေါ့နော်တကယ်တမ်းဆိုရင်ဘဝမှာဒီကျမ်းမာစွာရှင်သန်ဖို့ကအရေးကြီးဆုံးပဲပေါ့အဓိကကျတဲ့ဒီ main main point တစ်ခုကိုမှဒီလိုမျိုးလှုပ်ဆောင်နေတဲ့အတွက်ကြောင့်မလို့လေအဲအခုတို့လေးရဝမ်းလဲဝါတဲ့အလုပ်တစ်ခုလို့လည်းမြင်နေပေါ့နော်အကျွန်တော်ဆိုရင်လည်းအရင်တုန်းကဝိတ်ချခဲ့တယ်ဒါပေမဲ့နီးမမှန်တဲ့အခါကျတော့ဟိုလူကနေမကောင်းသလိုမျိုးကြီးပိန်သွားတာမျိုးရှိခဲ့ဘူးတယ်ပေါ့နော်အခုဒီ join နဲ့ join ဖြစ်တဲ့အချိန်မှာ तू ကဟိုခန္ဓာကွာ healthy ဖြစ်ပြီးတော့ ပေါ့နော်ကျွန်တော်တို့ကဟိုပါဘောဘယ်လိုခေါ်မလဲဆိုတော့ခန္ဓာကိုယ်ကပုံမှန်တိုင်းကြည်ကြည်လေးလေးနဲ့ရှိသိရှိတိုက်တဲ့အဟာရတွေမဆယ်တွေကိုလည်းဟိုပါဘောတိဆောက်ပြီးသားဖြစ်နေတယ်ဆိုတော့လေဟိုဟိုပါဘောဟိုလူကအရင်ပိန်သွားလိုက်တာဆိုတာမျိုးမဟုတ်ပဲနဲ့ကြီးကောင်းလာတယ်ဆိုတဲ့အဟာမျိုးလေးကိုခံစားရတယ်ပေါ့ဆိုတော့အခုအာလက်ရှိမှာကျွန်တော်ဟိုပွဲရည်လည်းနည်းနည်းပါပါပိုတက်ဖြစ်လာတယ်။နောက်ပြီးယုံကြည်မှုလည်းပိုရှိလာတယ်ပေါ့နော်။အဲရုပ်ရှင်ရိုက်ကူးတဲ့အချိန်မှာလည်း အရင်အရင်တက်စားလို့ရှိရင်နည်းနည်းငယ်တဲ့ဇာယုတ်တွေကိုရိုက်ရဲလာတယ်ပေါ့လူငယ်ဇာယုတ်လေးတွေကရိုက်ကြည့်အောင်မယ်ဆိုတဲ့စိတ်မျိုးဖြစ်မိတယ်ပေါ့ဒါကတော့ join နဲ့ join မိတဲ့အချိန်မှာရလိုက်တဲ့အကျိုးအမြတ်ပေါ့ဟုတ်ကဲ့ထိုင်နေပြီးတော့မှလှုပ်ရှားမှုနည်းနေတယ်ပြပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှယောဂနဲ့ဖြစ်လာတာဖြစ်ပါလေ125ပေါင်းချင်ဖြစ်သွားတာတော်တော်အဆိုးဆုံးပေါ့နော်ဘဝဆုံးအချိန်ကြီးပေါ့နော်အဲ့ချိန်ကြီးရောက်သွားတဲ့အချိန်မှာမဖြစ်လာလဲဆိုတော့ကဘုဖို့ပါတော့ဒီနေရာထိုင်ရတာကောင်းတော့ အခု join ရပို့တယ် meal box ကြီးစားတဲ့အချိန်မှာတော့အရသာမယိုးွားဘူး ပြီးတော့ menu ကလည်းမထပ်ဘူးအဲ့တော်တော်ကောင်းတယ်เนาะမမ chef ကလည်းသူစီက chef ကလည်းတော်တော်လေးကိုဟိုရတာကောင်းချက်ပေးနိုင်တယ်ပေါ့ဆိုတော့အမအမအတွက်တော်တော်လေးကိုအဆင်ပြေခဲ့တယ်အဓိကတော့ဟို weight ထိန်းကျင်တဲ့သူတွေနောက်ပြီးတော့ weight ကို weight ကျကျင်တဲ့သူတွေအတွက်လည်းဒါဒီမှာရှိတဲ့ nutritionist တွေနဲ့ timing ပြီးတော့ join မှာအစုံစမ်းပြီးတော့ဟိုဆွေးနွေးလို့ရတယ်ပေါ့နော်အဲ့ဒါအတွက်ကို recommend ပေးပါတယ်ဟုတ်ကွန်ပျူတာပေါ်ဒါလည်းကြားပါရစေခင်ဗျာ ောင်195ကနေပြီးတော့ပေါင်40ကျော်ကိုချနိုင်ခဲ့တဲ့ဝန်ထမ်းတော့ပဲဖြစ်ပါတယ်မျောလေးကြတာနဲ့မာဒီချေရတာမို့နေပြည့်တဲ့ကူတော်တော့ကြံကူစားရတာနဲ့မာဒီမာယာဝိတ်ကို healthy ဖြစ်တဲ့ body weight မျိုးလိုချင်တဲ့သူတွေကတော့ diet ကို exercise ကိုနှစ်ခုစလုံးနဲ့တွိုင်းရင်တော့ပိုပြီးအောင်မြင်မှုလွယ်တယ်။အဲ့ဒီထဲမှာမှ diet ဒီ 85နဲ့80ရာခိုင်နှုန်းထိတက်ရောက်မှုရှိပါတယ် exercise ကကြတော့25နဲ့30ရာခိုင်နှုန်းထိတက်ရောက်မှုရှိတယ်အဲ့တော့ကိုစားတဲ့အစားအသောက်ကိုဒါ manage လုပ်နိုင်မယ်ဆိုရင် weight loss ဖြစ်ဖို့ဒါမှမဟုတ်လဲ healthy body weight ရဖို့အတွက်ပို့ပြီးတော့အောင်မြင်နိုင်ခြင်းများပါတယ်ကျမတို့ကပေးလိုက်ပေမဲ့လေကိုကိုရိုင်းကအားစိုက်ထုံမှုမလုပ်လို့ရှိရင်တော့ဝိတ်ကြမှာမဟုတ်ဘူးအစီကြမှာမဟုတ်ဘူးအဲ့ဒါတော့ပုပ္ပန်လေးလေးပြောတာပေါ့နော်ဆိုတော့ကိုနေတိုးလို့ဆိုလဲဘာပဲပြောဟိုတကယ်ဟိုဒီအတွက်ကိုကျမတို့ကမီဘောက်ဆပ်ပော့လုပ်ပေမဲ့လေဒါကိုတေချာလေး live follow လုပ်တဲ့အတွက်ကြောင့်မလို့ဒါဒါပြောင်းလဲမှုတစ်ခုရတာပေါ့နော် မင်းရဲ့မှာသဘေအောင်နောက်ပြောင်းရသွားတဲ့ချိန်ချနာဒီကိုဒီမှာနေနေပြေသွားပါတယ်။ကျွန်တော်ဝင်နေချိန်ကရှမ်ပိန်လောင်းပြီးတော့အားလုံးနဲ့ရှမ်ပိန်တို့ဆုံးမှာဖြစ်ပါတယ်။ဆိုတော့ဒီအောင်မြင်ခြင်းတွေကိုကျွန်တော်မြစ်တာပို့ပေးမယ်။ Joy ရဲ့စီးကိုဝင်နေပြန်ပြန်။ဘယ်ဖက်ဒီကုလုံးကိုကိုကအောင်မြင်တဲ့အဲလမ်းရှေ့ဆောင်လမ်းပြလောက်အောင်မှာဆိုတော့အမကိုနေကောင်းကျမကိုဝန်ချဆက်တောင်းပေးပါတယ်နော်။ဒီပေးရအမကို မြဲတမ်းပျော်ရွှင်တဲ့ဘဝကိုခံတီးနိုင်ပါစေရရှိပါစေလို့ဆုတောင်းပေးပါတယ်နော်ဝိနည်းရှင်ကိုယ်တော်ကျေးဇူးများကြီးတက်ပါတယ်ဘုရားရှင်